โอเคမင်္ဂလာပါကျွန်တော် CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီကျွန်တော်ရင်ခေါင်းတင်ကြတာမှာ if statement လေးကိုစုံစုံစည်းစည်းလေ့လာခဲ့တယ်။ if ရှိတယ် is as ရှိတယ်ပြီးရင်တော့ is as is as ရှိတယ်ပြီးရင်တော့ negative if တဲ့ရှိ if တဲ့ကို if ဖြစ်ထပ်ရောထားတာထပ်ပြီးတော့စစ်တာရှိတယ် condition နဲ့ကိုနောက်ထပ် condition တွေပါတော့မလားအထက်ထက်စစ်လို့ရသေးတယ်ဆိုတာသိခဲ့ပြီ။ Okay အဲ့ဒီတော့ကျွန်တော်တို့ဒီရှေ့မှာကြော်ခဲ့တဲ့ big white မဟုတ်ဘူး comparison operator တကွနဲ့တကွနိုင်ရှင်ပြီးတော့စတင်ပါဟုတ်ဘယ်ရန်နဲ့မတူလဲဘယ်ရန်နဲ့မတူလဲ greater than equal to less than equal to ဒီ comparison operator တွေအကုန်လုံးဘာလို့လုပ်ရလဲသုံးလို့ရ Okay နည်းနည်းလေးရှင်းစွန်းသွားရအောင်နော်ဘာကြည့်ခုန A နဲ့ B ညီလားမညီလားဆိုတော့ not equal မညီဘူးလားဆက်တယ်မဟုတ်လားအ equal သုံးမျိုးတိကျညီလားမညီလားဆိုတော့ not equal ကိုအတိကျမညီဘူးလားသူထပ်ဆက်တယ် Okay မဟုတ်လားအဲ့ဒီသုံးမျိုးကွဲလိုက်ကြလိမ့်မယ်ပြေမနော်အခြေခံပြီးမယ်ပြန် greater than less than greater than equal to less than equal to တူလားမတူလားဘယ်လိုအခြေအနေမှာဘယ် operator ကိုသုံးမလဲဟုတ်လားအဲ့ဒါတော့ကျွန်တော်တို့ကုတ်ရင်းနဲ့မှနားလဲသွားတယ် beginner sense foundation ဆိုရင်တော့လောဆိုရပြီအတိတ်ပဲနားလဲရပြီတခုခုမူတည်ပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲစစ်မယ်အဲ program လေးတွေလက်တွေ့ရေးကြည့်တဲ့အချိန်မှာပို့ပြီးတော့နားလဲသွားတယ်မယ်ဒီအချိန်မှာဒီနားထီဆိုရပြီအဲကျွန်တော်တို့စစ်စရာတွေအများကြီးပဲဗျာ student math တွေ on math တွေကြာရှုံးမှတ်တွေဂုံတူမှတ်ဥပမာ a နဲ့ b နဲ့ဟိုအမှတ်တစ်ခုယူလိုက်ဒီအမှတ်ကို database ထဲနေနှိုင်းယူလိုက်ယူပြီးတော့တိုက်ကြည့်လိုက်ဟာဒီအမှတ်က90ကျော်တယ်ဆိုရင်ဘလောက်60ကျော်တယ်ဆိုရင်ဘလောက်လှည့်ပတ်ပြီးတော့ကျွန်တော်တို့ဘာလို့လေ့ရလဲ ိုင်လို့ရတယ်ဒါဒီကျွန်တော်တို့ condition အဆင့်မှာရှိတယ်နော် control flow အဆင့်မှာရှိပါတယ်ဗျာโอเคနောက်တစ်ခု operator တွေဒါက operator comparison operator နောက်တစ်ခု logical operator တွေလည်းဒီမှာသုံးလို့ရတယ်ကြည့်မယ် logical operator sorry ဒီမှာ logical operator logical operator သုံးမျိုးပဲရှိတယ် logical and logical or logical not ဒီသုံးမျိုးပဲရှိတယ်ကြည့်ရဆိုတော့ဒီမှာ label တွေတော့ကြည့်မယ်နှစ်မျိုးစစ်တာ A ဟာ B နဲ့ညီတာတစ်ချက်နှစ်ခုလုံးပဲနော်နှစ်ခုလုံး N ဆိုတဲ့အတိုင်းပဲနှစ်မျိုးတွေ့နေဒီ N ကတော့ ambassadors ဟုတ်လား ambassadors ဒါမျိုးပုံမှန်အတန်းထောက်ဆို ambassadors N ပေါ့ဒီဒီကောင် ambassador နှစ်ခုတည်း double ambassador A ကွဲကွဲ B C E ကွဲကွဲ D ဟုတ်လား A နဲ့ B နဲ့လည်းညီရမယ် C နဲ့ D နဲ့လည်းညီရမယ်အဲ့ဒီမှန်တဲ့နှစ်ခု true နှစ်ခုဖြစ်မှာဒီအားကြီးနှစ်ခုလုံးဘာဖြစ်မှာလဲ true ဖြစ်မှာအဲ့ဒီပုံစံဒါဒီ logic ပုံစံနော်ကျွန်တော် ADN ADN ကိုမြင်စီရမြင်လိုက် alien alien နဲ့မှာပတ်စံထုတ်ဖို့အတွက်ဒါ alien မှာနောက်ဘွေက matching code တွေရှိရလေ code တွေအဲ့ code တွေဒီလို if တင်နေရေးပါ okay ကျ alien မှာပတ်စံထုတ်ဖို့ number 1 check cat ထဲမှာပါရှိရမယ် pattern ရှိရမယ် number 2 check internal line ကောင်းရမယ် okay pattern လည်းရှိရမယ် internal line ကောင်းလိုက်မယ်အဲ့နဲ့ချင်းဒီမှာ alien နဲ့ဟာတွေပါဖြစ်မယ်ဘလို့ခနဲ့ pattern တွေထွက်လာ okay အဲ့ဒီတော့နောက်တစ်ခု၃မျိုးစစ်ကြည့်မယ်အဲ့နဲ့ချက်လေးပတ်စံလေးအကောင့်ထဲမှာလည်းပတ်စံရှိရမယ် internal line ကလည်းကောင်းရမယ်နောက်တော့သူတက်မှတ်ထားတယ် သုံးသိန်းတစ်ခါဆိုသုံးသိန်းတစ်ခါပဲထုတ်မယ်အဲ့ဒါကိုက၄သိန်းသွားကြရည်လေဆိုရင်ထွက်အောင်မလားမထွက်တော့အဲ့ဒီ competition နေ၃လေးမျိုးကိုကျွန်တော်တို့ဘာတွေနဲ့စစ်တယ်ဒီလို amlin ၃လေးမျိုးဗျိုင်းလူသုံးပြီဆိုရင်ဘာတူးနော်ခုနကခွဲသုံးတာဒါဗျိုင်းလူညီမဗျိုင်းလူမှန်နေမှဗျိုင်းလူမှန်နေမှကျွန်တော်အလိုလိုငွေရှိရမယ် internal line ကောင်းရမယ်ဟုတ်မလားနောက်ကြတော့ဆက်ဆဲအောင်မယ်ဆို ADN နဲ့မှလည်းပတ်စံရှိရအကောင့်ထဲမှာလည်းပတ်စံရှိရကဲ AD အကောင့်ထဲမှာတော့ပတ်စံနေသိန်းရာရှိရကျွန်တော်တို့ထုတ်မဲ့ ADN မှာပတ်စံကုန်နေတယ်ဆိုရင်ငွေထွက်အောင်မလား မထွက်တော့အဲ့ဒီ condition တွေအဲ့ဒီအခြေအနေတွေမှာကျွန်တော်တို့ပါလုပ်မလဲဆဲ if statement တွေ not where နဲ့တုံးထားတယ် okay မလားခဲ့ဒါဒီဒီ operator လေးနာမည် emphasis emphasis နှလုံး double emphasis okay ဒီအကြောင်းနှစ်ကြောင်းညကျွန်တော်တို့ particle line လို့ပါတယ် okay မလား or အနေနဲ့သုံးတယ် or or ဆိုပြီးတော့အင်္ဂလိပ်အခါကိုစားပြပါနေသုံးတယ် double particle line နှစ်ကြောင်းသုံးတယ် or အနေနဲ့သုံးတယ် or ကကြတော့တစ်ခုညီရင် တခုမှန်ကဲ A နဲ့ B နဲ့ညင်ညီမယ် C နဲ့ D နဲ့ညင်ညီမယ်တခုခုညီတာနဲ့သူဒီ condition မှာလုပ်မယ်အတိတ်ပဲဟောတာတခုခုညီတာနဲ့မှာလုပ်မယ်အလုံးလုံးမယ် Okay မနော် Okay မနော်တခုခုညီတာနဲ့မှာလုပ်မယ်အလုံးလုံးမယ်ဒီတိတ်ပဲဟောတော့ A ရဲ့ B ထက်ကြီးမယ် C ရဲ့ D ထက်ငယ်မယ် B ထက် A နဲ့ A ရ B ထက်လည်းကြီးရမယ် C ရ D ထက်လည်းငယ်ရမယ်အဲ့ဒီလို greater than နေနဲ့လည်းရောစစ်လို့ရလေတယ် Okay မနော်အဲ့ဒီပုံစံလေးကျွန်တော်တို့မပါလို့မလဲမှတ်ထားရမယ်ဒါဒီ condition ဖြစ်လာနိုင်တဲ့ programming competition okay beginner အနေနဲ့တော့အဲမျက်စိတွေတော့ကောက်ကောက်ကွင်ကွင်မြင်နေမြင်မြင်နေမြင်နေလည်းမမြင်သေးရင်လည်းမပူနဲ့ထက်လာအောင်ပဲကျွန်တော် language တုံးမျိုးနဲ့ပြမှာ program လေးလည်းကျွန်တော်တို့ပါလို့ပါလဲရေးမှာဖြစ်တယ်တဲ့ပူစရာမလိုဘူးအခြေခံနားလည်းပဲဒီ decondition statement အရေးကြီးလို့ပါဟုတ်လားပြီးရင် if ပြီးရင်တော့လာလဲဝင်နောက်တစ်ခုကြံရအောင်နော်ဒီလိုနေရာမှာကျွန်တော်တို့လာလာပါပါဒီလိုလေးရေးတယ် okay and off logic operator ဟုတ်လား logical north ဒါကတော့ north equal မညီတာဒီကရိုးရိုး you know. north ဘလို north တာလဲကြည့်မယ် north a a မဟုတ်ဘူးဆိုရင်အဲ့ဒါလို north b b မဟုတ်ဘူးဆိုတော့ဒီလိုပုံစံသွားမှာဗျာကျွန်တော်တို့ if north တမကြီးဒီ you know, north ခံလိုက် right. north ခံမယ်ဆိုခွင်းစားခွင့်မေးတော့လောက်လိုက်အောင်ဒီ date ပဲကျွန်တော်ပြောမယ် if north equal equal a ဒီမှာကြီး a equal equal b a r b နဲ့ညီလား 你这都理解我白费钱了。低价卖你了，你讲放出来，他们孬，卖你了孬损的，你讲出出来，出出没事进来，孬出出来罢了。放是白的，孬出出来放，你要是孬放出来出，我讲阿里不好弄。你原来那是出，原来我讲，甭管是你高价，你孬卖看出来，你 A 一块一块 B 啊，发出来没得没？卖你了，别得了，A 孬是一块 B 出来，OK。你这家了，比方卖你了，比方孬看出来了，哎呀，你多方便啊，对没？ a is equal b တွေ့လား logic တွေနော် logic တွေနော်ဒါကြောင့်ဘယ်လို logic နဲ့ဆိုင်လဲဆိုတော့တို့ဘယ်လိုပြောလဲဒသနီးကဆန်းဆန်းအတွေးခေါ်ပြီးပါပါပြီဒီအခြေအနေမှာ okay မနော်မှတ်ထားပြီအဲ့ဆိုတော့တို့အကျဉ်းချုပ်မယ် comparison operator နဲ့ logic operator ရဲ့အဓိပ္ပာယ်လေးတွေဖတ်လေးဖတ်ပြီးပါရော operator နောက်ခုလက်တွေ့မှာပုံမှန်ပြီးမယ်အခုလောဆင် beginner အနေနဲ့ဒါလောက်မှတ်မိရပြီ if statement okay မနော် gap ပြီးရင်ကျွန်တော်နောက်တစ်ခု swiss statement ကိုလာတယ်ဘယ်လိုအခြေအနေမှာ if တုံးမလဲဘယ်လိုအခြေအနေမှာ swiss တုံးမလဲ okay thank you yeah.